ကချင်ပြည်နယ်တွင် KIA တပ်ဖွဲ့မှပြည်သူစစ်စခန်းတစ်ခုတင်ပတ်ရရှိပြီးနောက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုဆက်လက်လုပ်ဆောင် ကချင်ပြည်နယ်ခေါလံခုမြို့နယ်တွင်စစ်ကောင်စီလက်အောက်ခံပြည်သူစစ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကအောက်တိုဘာ16နဲ့20ရက်များတွင်တိုက်ခိုက်တင်ပတ်ရရှိပြီးထိုစခန်းများအသိမ်းခံရပြီးနောက်စစ်ကောင်စီကဝိုင်းတွဲလေယာဉ်များဖြင့်ကျေးရွာများနဲ့ပြည်သူလူထုကိုပစ်မှတ်ထားကလေကြောင်းတိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်နေကြောင်း ခရရဲ့စစ်ရေးတရင်ရင်းမြစ်ကပြောကြားပါတယ်။အော်တိုဘာ16ရက်နေ့တွင်ခေါင်လဘူးမြို့နယ်ရှီလန်တန်းကျေးရွာနီးရှိအင်အား30ခန့်တပ်ဆွဲထားတဲ့ပြည်သူစစ်စခန်းကိုခရရဲ့တပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်တစ်ရက်ဖြစ်တဲ့အော်တိုဘာ20တွင်မခေါင်တန်းကျေးရွာဆူတောင်းကုန်းတွင်ရှိတဲ့နောက်ထပ်ပြည်သူစစ်စခန်းတစ်ခုကိုလည်းတိုက်ခိုက်နိုင်ခဲ့ကြောင်းဒီစခန်းများသည့်စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ ပြည်သူစစ်စခန်းများဖြစ်ပြီးကချင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့စစ်ရေးမြင့်မားသောနေရာများတွင်တရှိကြောင်းသတင်းရင်းမြစ်များကထောက်ခံပါတယ်။စခန်းသိမ်းခံရပြီးနောက်စစ်ကောင်စီက ခေါလန်ကူးမြို့နယ်နဲ့ဆော့လော်မြို့နယ်များတွင်ပြည်သူလူထုကိုပိတ်မှတ်ထားကာလေကြောင်းတိုက်ခိုက်မှုများမြင့်တင်လှုံ့ဆော်နေပါတယ်။ယနေ့မွန်းတဲ့ပိုင်း၁၂နာရီခွဲခန့်တွင်လမ်းဆက်ကျေးရွာနဲ့အနီးဝန်းကျင်ကျေးရွာများကိုဘုံလုံး၂၀ကျော်ကျဲချခဲ့ရာ ဖျားကြောင်နေအိမ်များပြက်စီးခဲ့ပြီးနာပေဖုံကျေးရွာနီးတွင်လည်းဘုံသုံးလုံးကျခဲ့ကြောင်း KIA သတင်းရင်းမြစ်ကပြောပါရယ်စခန်းသိမ်းခံရတာကို မကျင့်တ်လို့လေရင်ခေါ်လာတာဝိုင်းတွဲနဲ့ဘုံကျဲနေတယ်ဒီနေ့မွန်းတက်၁၂နှစ်ခွဲလောက်ကလမ်းဆယ်ရွာနဲ့အနီးတစ်ဝိုက်ကိုဘုံ၂၀ကျော်ချခဲ့တယ်ဖျားကြောင်နေအိမ်တွေ ထိခိုက်ပျက်စီးတယ်နာပေဖုံနီးမှလည်းဘုံသုံးလုံးကျခဲ့တယ်လို့ KIA စစ်ရေးရင်းမြစ်ကဆိုပါတယ်